အားလုံးပဲမင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူကိုတက်ပြတ်နေတဲ့မြေအောင်လိုင်းကတိုင်းပြည်ပကတိအခြေအနေမှာအမြင့်မကျေမှုနဲ့ပညာရေးအားနည်းချက်ကြောင့်ဟုဆိုပြနေဆွေးသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံတဝမ်းပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုများအပါအဝင်ပုံစံမျိုးစုံဖြင့်တက်ပြတ်နေသောအချမ်းဖတ်မင်းအောင်လိုင်ကတိုင်းပြည်ဤပကတိအခြေအနေမှာအမြင်မကျေမှုနှင့်ပညာရေးအားနည်းချက်ကြောင့်ဖြစ်သည်ဟုအပြစ်တင်ပြောဆိုပြန်ပါသည် ရှမနီရုရှားနိုင်ငံမှမြန်မာနိုင်ငံသို့အပြန်လေရင်ပေါ်တွင်စစ်တပ်လက်အောက်ခံဝါဒဖြန့်သတင်းမီဒီယာများသို့၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါသည်။မြန်မာနိုင်ငံတွင်နိုင်ငံရေးသဘောထားကွဲလွဲမှုများကိုအမြင့်ကျယ်ကျယ်ဖြင့်လှုပ်ရန်လိုအပ်ကြောင်းနိုင်ငံရေးဘာသာရေးနှင့်တိုင်းဒေသကြီးအရာအချို့ပြောဆိုနေမှုများမှအားနည်းချက်များရှိနေကြောင်းအမြင့်ကျယ်ကျယ်ပြောဆိုလုပ်ကိုင်လျင်ပိုကောင်းနိုင်ကြောင်းလက်ရှိတိုင်းပြည်အခြေအနေကြုံနေရခြင်းမှပညာရေးအားနည်းချက်ကြောင့်ဖြစ်ကြောင်းမြန်မာနိုင်ငံကပြောဆိုပါရသည်။ နိုင်ငံရေးအရာသဘောထားကောလွတ်မှုတွေလည်းပြည်ထောင်စုရဲ့အကျိုးကိုရှိမှန်းပြီးတော့အမြင်ကျင့်နဲ့လုပ်ဖို့လိုတယ်။တချို့ပြောဆိုနေကြတာတွေကအားနည်းချက်ကရှိတယ်လို့ကျွန်တော်မြင်နေတယ်။အတိကတော့သူတို့နိုင်ငံရေးအရာဘာသာရေးအရာတိုင်းရင်းသားရေးအရာတချို့ပြောဆိုနေတာလေးပေါ့ပြောဆိုတာလေးတွေကထိချက်ပေါ်ပြီးအမြင်ကျင့်နဲ့ပြောဆိုလုပ်ကြိုင်မယ်ဆိုပိုကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်။ပကတိတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေကပညာရေးအားနည်းတဲ့အခြေအနေမှာရှိတယ်လို့မြင်တယ်ဟုမင်းအောင်လိုင်ကပြောဆိုပါတယ်။ အကြံဖတ်မြောင်းလိုက်ကောင်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲသို့ပူးပေါင်းဆောင်ရွက်ကြရနှင့်ပါတီစုံဒီမိုကရေစီအမတ်တကယ်လိုချင်ပါကစန့်ကျင်မှုကနကောစလုံးမနေပဲပူးပေါင်းဆောင်ရွက်ရလိမ့်မယ်ဟုမကြာခဏဆိုသလိုစစ်တပ်လက်အောက်ခံဝါဒဖြန့်မီဒီယာများမှတက်စင်ထုတ်ဖော်ပြောဆိုထားပါရယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။